ချစ်တော်မိတ်ဆွေများမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တိလေးဖြစ်ပါစေဘုရားသခင်ရဲ့ကောင်းချီးစုကျေးဇူးနဲ့ကျွန်တော်တင်တို့အားလုံးလည်းပျော်ရွှင်နိုင်ကြပါစေဘုရားသခင်ကဆိုရင်ကျွန်တော်တို့ကိုနေတိုင်းကြံမာခြင်းခေါ်အားပေးတယ်ဝမ်းမြောက်ခြင်းခေါ်အားပေးတယ်တိုင်းမကပဲကျွန်တော်အားလုံးတော့မနဲ့ရောက်လိုက်တိုင်းပါဆိုရင်노ထအသက်ရှင်ခွင့်ရတာဒါမွန်မြတ်တဲ့ဘုရားကောင်းချီးမင်္ဂလာဖြစ်တယ်ဒါကြောင့်ဘုရားကောင်းချီးမင်္ဂလာကိုကျွန်တော်အားလုံးကတကယ်ပဲချီးမွမ်းပြီးတော့ယနေ့ကျွန်တော်အသက်တာကိုရှင်သန်ကြရအောင်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ဝိညာဉ်ရေးရအတွက်အရေးပါဆုံးလက်တဲ့ ဒီနေ့ကျွန်တော်ရဲ့တက်တာမှာတော့ရှင်ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ပြေဝပြီးတော့အာရချင်းတို့ဝမ်းမြောက်ပြီးတော့တကယ်ကောင်းမြတ်ဆုံးအရေးပါဆုံးလက်နက်ကတော့ဘာဖြစ်မလဲချစ်တဲ့မိတ်ဆွေပေါင်းတို့အဓိကတော့ဆုတောင်းခြင်းပဲဒါကြောင့်ဆုတောင်းခြင်းဟာကျွန်တော်ဝိညာဉ်ရေးကျွန်တော်တို့ရဲ့အသက်တာအတွက်အလွန်မှပင်အရေးပါဆုံးသောလက်နက်ဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆုတောင်းခြင်းတိတ်ပဲနံပါတ်၁ကိုကြီးတဲ့ခါမှာဆုတောင်းခြင်းဆိုတာတို့ရှင်ဘုရားသခင်တံမှာစကားပြောခြင်းဖြစ်တယ်တဲ့။မေတ္တာတောင်းပန်ခြင်းဖြစ်တယ်။ ကျေးဇူးတင်ခြင်းနဲ့အကျိုးရလဒ်များကိုတောင်းခံခြင်းဖြစ်တယ်ဆိုပြီးတော့ domination ဖွင့်လာတာကိုတွေ့ရမယ်။ဒါမှမကမနဲ့ဆုတောင်းခြင်းကရှိတဲ့သူတွေအတွက်ကတော့လူသားများအတွက်ဘုရားသခင်ရဲ့နှလုံးသားသို့ချင့်ကပ်နိုင်တဲ့အားသာချက်ဖြစ်တယ်တဲ့။ဒါကြောင့်ဒီနေ့ကျွန်တော်ဖုရားရဲ့သားသမီးများဆုတောင်းကြတယ်ဖုရားသခင်တမဆုတောင်းကြတယ်ဆိုတာကတဲ့ဖုရားနှလုံးသားနဲ့ကျွန်တော်ပါဗလဲလုံးဝချင့်ကပ်နိုင်တဲ့နီးလန်းဖြစ်တယ် ဒါဒီနေ့ကျုံရတက်တောင်မှာဆိုရှင်ဖယားထံသို့သွားခြင်းဖယားထံသို့လာခြင်းဖယားနဲ့မွေးလျောခြင်းဟာဖယားနဲ့အနီးကပ်ဆုံးချစ်ကပ်နိုင်ခြင်းဟာဆိုရှင်ကျွန်တော်တို့အမွန်မြတ်ဆုံးသောမင်္ဂလာမြတ်မဟုတ်ဘူးလား ဒါဒီနေ့ကျွန်တော်ပါဆိုရှင်ကျွန်တော်ကိုမားဆတဲ့ဖရာတကောရှင်ဖရာသခင်တံမှာအမြဲတမ်းပဲချင့်ကပ်နိုင်တဲ့နိလာတော့ဆူတောင်းခြင်းဖြစ်ဖို့ရှိဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ဒါကြောင့်ဖိလိပ္ပိဩရစာခန်းကြီး၄ပိုင်းငယ်၆မှာဆိုရှင်အပင်မှုကိုမြစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆူတောင်းပရဏာပြုသောအပြင်တင်တို့တောင်းပန်လိုသောအရာများကိုဖရာသခင်အားကြားလျှောက်ကြလော့။ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တင်ဒုက္ခရောက်နေသလားတင်ရဲ့ဘဝတမှာအခက်အခဲတွေနဲ့ကြုံနေရသလား တင်းရဘွားတက်တမှာဆိုရှင်စိုးယုံနေသလားဒီနေ့တင်းကြုံတွေ့နေရတဲ့ပြဿနာတွေများစွာရှိနေတယ်အဲ့ဒီရှိနေတဲ့အရာတွေကိုဘုရားသခင်ထံမှာတင်ပြပါတောင်းလျှောက်ပါတဲ့နော်ဘုရားသခင်ထံမှာတိုးရှို့ တောင်းလျှောက်ပြီးတော့တင်ပြပြီးတော့ဆုတောင်းမယ်ဆိုရင်ချစ်တဲ့မိတ်ဆွေအဲ့ဒီဘုရားသခင်ကတော့ရှင်ကျွန်တော်ကိုမားစနေတဲ့ဘုရားကျွန်တော်ကိုကူမနေတဲ့ဘုရားကျွန်တော်ကိုအမြဲတမ်းပဲနားလည်ပြီးနေတဲ့ဘုရားကျွန်တော်ရဲ့အခက်ခဲတွေကိုစာနာထောက်ထားတဲ့ဘုရားဖြစ်တယ်။ဒါဒီဘုရားသခင်ထံမှာကျွန်တော်ကတော့ရှင်အခက်ခဲအကျက်တဲတွေကိုဘုရားသခင်ထံနဲ့ဘုရားနဲ့တိုင်ပင်ပြီးတော့ယနေ့ကျွန်တော်ကိုဘုရားသခင်ထံမှာတင်ပြပြီးတော့ဆုတောင်းမယ်ဆိုရင်ချစ်တဲ့မိတ်ဆွေကျွန်တော်ကတော့ရှင်လိုတရကျွန်တော်ရဲ့ဘဝတတကိုပေးနိုင်တဲ့ဘုရားသခင်ကကျွန်တော်ကိုအများကြီး ပူမပေးမှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေဒီနေ့ကျွန်တော်ဘာလုပ်ရမလဲ။ဖခင်သခင်တမအမြဲတမ်းပဲတောင်းလျှောက်ပါ။ဒါကြောင့်တမချမ်းသာကပါပဲလေ။အဘယ်မှုကုန်များစိုးရိမ်ခြင်းမရှိပဲနဲ့။အရာရာ၌ခြေတော်ကိုချီးမွမ်းပါတဲ့။ဒုက္ခရောက်သည်ဖြစ်စေအခက်ခဲနဲ့ကြုံရသည်ဖြစ်စေပြဿနာနေတဲ့ရင်ဆိုင်ရသည်ဖြစ်စေကျွန်တော်ဘာလဲဝမ်းနေနေသည်ဖြစ်စေဘာလုပ်ရမလဲ။အရာရာ၌ခြေတော်ကိုချီးမွမ်းပြီးတော့ဖခင်သခင်တမဆုတောင်းပရနာပြုပါ။ဆုတောင်းပရနာပြုတဲ့အခါမှာသင်တို့တောင်းမှန်လို့တဲ့အရာတွေကိုဖခင်သခင်က ပေးမယ်လို့တမန်ကျမ်းသာကဖော်ပြထားတာတွေ့ရမယ်။ဒါကြောင့်ကျွန်တော်နံပါတ်1အချက်ကိုကြည့်လိုက်ခါမှာဆူတောင်းခြင်းရဲ့အကျိုးအမြတ်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာနံပါတ်1ဘာရရှိမလဲ။ငြိမ်းချမ်းရေရရှိမှာဖြစ်တယ်။ဒါကြောင့်မောင်လွယ်ကူသည့်အချိန်၌တကူခံစားခြင်းအခွင့်ကိုကျွန်တော်ရရှိမှာဖြစ်တယ်။သာဝရပြာဤညွန်ပြမှုနဲ့ကာကွယ်ခြင်းကိုကျွန်တော်ကရရှိခံစားမှာဖြစ်တယ်။ဒါကြောင့်ရှင်မသက်ခရစ်မြန်ခန်းကြီး9ပိုင်းငယ်9မှာ ခရစ်တော်ကဘာမိတ်ပါခဲ့တဲ့တောင်းကြလောတောင်းလင်ရပြီရှာကြလောရှာလင်တွေ့ပြီတကားကိုခောက်ကြလောခောက်လင်ဖွင့်ပြီလို့ယေရှုကမိတ်ပါခဲ့တယ်ဆိုတာကိုကျွန်တော်ကတွေ့ရမှာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ကတော့ရှင်စုတောင်းခြင်းရဲ့အကျိုးအမြတ်တွေကိုရရှိဖို့ရန်အတွက်အဓိကကျွန်တော်ပါလမယ်တောင်းဖို့ရန်အတွက်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကတောင်းကြလောတောင်းလင်ရမယ်လို့ပြောတဲ့အတွက်ကြောင့်ဘယ်တော့မှစုတောင်းတဲ့အခါမှာအကျိုးရောက်သွားတယ်မယ်ဆိုတာမရှိဘူး။အကျိုးရလက်အကျိုးအမြတ်ရကယ်ရရှိမှာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့။ဒါကြောင့်ရှင်ရကုတ်အော်ရဆာ အခန်းကြီး၅ပိုင်းငယ်၁၆မှာလည်းပဲအချင်းချင်းတယောက်နဲ့တယောက်ကိုပြစ်ကိုဖော်ပြတောင်းမှကြလောချမ်းသာရမြေအကြောင်းအချင်းချင်းတို့ဖို့ဆုတောင်းကြလောသူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပရဏာတိအလွန်တကောပါဤလို့ဖော်ပြထားတာတွေ့ရတယ်။ဒါဒီနေ့ချစ်တဲ့မိစေပေါ့လို့ကျွန်တော်ရဲ့အသက်တာမှာဒီနေ့အကျိုးအမြတ်အကျိုးရလတ်အလွန်မပင်ကြီးမားတော်မူတဲ့အရေးကြီးဆုံးသောလက်နက်ဖြစ်တဲ့ဆုတောင်းခြင်းကိုမိစေမမေ့နဲ့။ဖယားသခင်တော်မှာအမြဲဆုတောင်းပါကျွန်တော်ရဲ့အသက်တာကိုဖယားကမားဆနေတာဖြစ်တယ်။ ကျွန်တော်ဘယ်ချိန်နေမှာပဲရောက်ရောက်တင်းဘယ်နေရာမှာပဲရှိနေနေဖရာသခင်တံမှာစက္ကပ်အံ့တာပါတင်းအလုံးမှာပဲရှိနေပဲတင်းတင်းလုံနေတဲ့အလုံငန်းအောင်မြင်ဖို့ရတယ်ဖရာသခင်တံမှာဆုတောင်းပါတင်းရတော့ချင်းဘာပဲလှုပ်လှုပ်ဘယ်နေရာမှာပဲရောက်နေရောက်နေဖရာနဲ့တိုင်မင်ဖို့တိုင်မင်ပဲလှုပ်ပါဖရာသခင်တံမှာတင်းရဲ့အသက်တာအားလုံးကိုစက္ကပ်အံ့နေပြီးတော့ဖရာရဲ့အလိုတော်တိုင်းသွားလာပါဒါဆိုရင်တင်းကလုံးဝ အောင်မြင်မှာဖြစ်တယ်လုံးဝတင်ရလို့ရှိရင်တကယ်ကောင်းမြတ်တဲ့ဆုကျေးဇူးကိုခံစားရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့လို့ဒီနေ့ကျွန်တော်ရဘွားသက်တာမှာလစ်ဟင်းမှုမရှိရလေအောင်အမြဲတမ်းကူမပြီးတော့ဆောင်မပို့ဆောင်နေတဲ့ဖရာသခင်တာမှာအမြဲစက္ကပ်အံ့နံပြီးတော့ဆူတောင်းခြင်းအမှုအမြဲပြုခြင်းအပြင်တင်တော့ရဘွားသက်တာဒီအောင်မြင်တော့သက်တာပျော်ရွှင်တော့သက်တာ အေးချမ်းသောတတ္တာငြိမ်သက်ချမ်းသာခြင်းပြေဝခံစားရသောတတ္တာနှင့်အမြဲဝမ်းမြောက်နိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးဘုရားထူကောင်းကြီးချပါစေ။